စကိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်အဆက်ဆင့်ကိုင်းကျေးရွာကိုတပတ်အတွင်း၃ချိန်မြောက်ဖြစ်ဒီကနေ့မနက်ပိုင်းမှာစစ်အုပ်စုကတိုက်လေရင်နဲ့ထပ်မံပုံကျဲလို့ကလေးငယ်တဦးအပါဝင်ဒေသခံ၃ဦးတန်ရရတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်ဒီကနေ့မလ22ရက်မနက်3နာရီလောက်မှာမန္တလေးမြို့တရားဥက္ကဋ္ဌနေတက်လာတဲ့တိုက်လေရင်နဲ့စစ်အုပ်စုကဆင့်ကိုင်းကျေးရွာကိုနှစ်ချိန်ပုံကျဲချခဲ့တာပါ ဘုံထီလိုအသက်၁၀နှစ်ကျော်အရွယ်ကလေးငယ်နဲ့အမျိုးသမီးကြီးတူဦးပါဝင်ဒေသခံ၃ဦးတရားရရတယ်လို့ဒေသခံတွေကပြောပါတယ်။မလ၂၀ရက်နဲ့၁၆ရက်ကလည်းစိုးစုကစင်ငိုင်ရွာဖုံကြီးကျောင်းနဲ့နေအိမ်တွေကိုတိုက်လေနဲ့ဘုံကျဲတက်ဖြတ်ခဲ့ပြီးအဲ့ဒီပထမနှစ်ကြိမ်ဘုံကျဲခံရလို့အသက်၆လအရွယ်ကလေးငယ်အပါဝင်ဒေသခံလေးဦးသေးဆုံးက၉ဦးတရားရပြီးဖုံကြီးကျောင်းဆောင်ဖျားစီတီတသနာနီကအဆောင်အုံနဲ့နေအိမ်တွေပျက်စီးခဲ့ပါတယ်။ တပတ်တွင်သုံးကြိမ်ပုံကျဲခံရတဲ့စင်ကိုင်ရဟာရွာတိုင်းပိုင်းကသခိုင်းမြို့နယ်တဲ့ပါဝင်ပြီးရွာမြောက်ပိုင်းကဝက်လက်မြို့နယ်တဲ့ပါဝင်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲစိုးစုကအယက်သားဧရိယာတွေကိုပုံကျဲနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။